ဗလာရုနိုင်ငံသို့တရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်သည် Miss မြို့ရှိ Bema Property စေဝါစေယုံသို့တွားရောက်လည်လာခဲ့ကြပါသည်။ဇွန်လ26ရက်နေ့ဒေသစံတော်ချိန်နဲ့နက်ပိုင်းတွင်ဗလာရုနိုင်ငံ Miss မြို့ရှိ Bema Property စေဝါစေယုံသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်ဦးဆောင်သောအစိမ့်မြင့်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလည်လာကြည့်ရှုခဲ့ကြပါသည်။ ဘရမပပရတီစေဝါစင်ယုံတို့ရောက်ရှိလာတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များအားဘယ်လာရုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနဲ့စေယုံမှာတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပါတယ်။ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များသည်စေယုံတွင်ပြသထားတဲ့စေကူတာရဲ့အထောက်အကူပြုမတော်ရင်များကိုလိုက်လံကြည့်ရှုလေ့လာပြီးရှင်းလင်းတင်များမှုများအပေါ်တိလိုသည့်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ထို့နောက်ဘယ်လာရုနိုင်ငံမှာထုတ်လုပ်တဲ့စေဝါများပြခန့် စေကူတမ်းမှုများဆောင်ရွက်ရာတွင်အသုံးပြုတဲ့စက်ကရီယာများပြာခန်းတို့အတွင်ခင်းချင်းပြသထားမှုများကိုကြည့်ရှုလေ့လာကြပြီးရှင်းလင်းတင်ပြမှုများအပေါ်တိရှိလိုသည့်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်တောနာနိုင်ငံတော်စီမံဥချိုရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များဗေလာဥသမရနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့်အဖွဲ့ဝင်များသည့်စေဝါဆိုင်ရုံစီဝေခန်းမှအတွင်တွေ့ဆုံပြီးနှစ်နိုင်ငံကြားကျန်းမာရေးကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေများဗေလာဥနိုင်ငံမှထုတ်လွှင့်တဲ့ဈေးနှင့်ဈေးပစ္စည်းဆိုင်ရာများကိုမြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်အသုံးပြုသွားနိုင်မယ့် အခြေအနေများ Payment Property စေဝါဆက်ယုံမှတာဝန်ရှိသူများနဲ့မြန်မာနိုင်ငံမှာကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ကအသေးစိတ်ဆက်လက်ဆွေးနွေးသွားမည့်အခြေအနေများနဲ့ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Payment Property စေဝါဆက်ယုံအတွင်လှည့်လည်၍စေဝါထုတ်လုပ်နေမှုအစဉ်အဆက်အားကြီးစုလေ့လာခဲ့ကြပြီးတာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုအပေါ်သိလိုသည့်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဘဲမပပရတီစေဝါစက်ရုံတီမစ်မျိုးတွင်တည်ရှိပြီးဝန်ထမ်းပေါင်း2100ကျော်ရှိတဲ့ဗေဒောင်းနိုင်ငံအကြီးဆုံးစေဝါထုတ်လုပ်တဲ့စက်ရုံတစ်ခုဖြစ်ကြောင်းချန်နိုဝိုင်းနျူကလ িয়ার တပ်ပေါင်းဘုံမတော်တဆမှုကြောင့်ဖြစ်ပွားခဲ့တဲ့ကျန်းမာရေးဆိုင်ရာချုပ်ရင်းချက်များအတွက်အနောက်တိုင်းစေဝါများတင်သွင်းရန်1990ပြည့်နှစ်အစောပိုင်းတွင်ဗေလာရုနိုင်ငံကျန်းမာရေးဝန်ကြီးနေဂျာမနီနိုင်ငံကုန်းကုံသွယ်မှုယင်းနှမြုံနံမှုကုမ္ပဏီ IDN Investment Trade Marketing GMBH တို့ပူးပေါင်း၍ဘဲမပပရတီစေဝါစက်ရုံအောင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်